ဒုတိယကဘာစစ်သမိုင်းမှာလေတကယ့်ကိုမယုံနိုင်စရာအလက်အပြောင်းဇလန်းတစ်ပုတ်ရှိခဲ့ဘူးပါတယ်။အကြီးမားဆုံးရှုံးနိမ့်မှုခနဲ့အကြီးမားဆုံးအောင်ပွဲတစ်ခုကိုပြန်ပြောင်းယူနိုင်ခဲ့တဲ့ဇလန်းပေါ့။အဓိကဇက်ကောင်ကတော့ဘိုးချုပ်မှုကြီးဝီလျံစလင်းနဲ့သူဦးဆောင်ခဲ့တဲ့မေလျော်ခန်တက်မတော်ပါပဲ။ကဲဒီတစ်ခါမှာတော့သူ့ရဲ့ကိုရိုင်းရဲ့အထုပတ်တီကိုအခြေခံပြီးဒီအလက်အပြောင်းကိုသူဘလို့ဖန်တီးခဲ့တယ်လဲဆိုတာအထူးထူးကြည့်သွားကြရအောင်။တထောင်ကိုဟိုင်လေဂျင်နစ်ခုနဲ့မြော်ရာဘီစမက်လာဆိုတာကတကယ့်ကိုငရေခန့်တစ်ခုပါပဲ။ British တပ်မတော်ဟာအကြီးအကျယ်ရှုံးနိမ့်သွားတယ်။ပြီးလို့ယောဂါတွေရန်သူရဲ့တောက်လျှောက်လိုက်လံတဲ့ခိုင်မှုတွေကြားကနေအိန္ဒိယနိုင်ငံတဲကိုအသက်လူပြီးဆွတ်ခွာခဲ့ရတာပါ။ဒါကရိုးရိုးဆစ်ရှုံးတာတည်းပို့ပါတယ်။အင်ပါယာတစ်ခုလုံးရဲ့ဂုံတဲခါပါမြေခိုးသွားတဲ့အင်မဆိုးကြီးတစ်ခုလိုပါပဲ။ ကဲဒီတော့အဓိကမေခွန်းကတာပါပဲပြာပုံထဲကနေဖီနစ်ငါတကောင်ပြန်ထလာတယ်လို့ပေါ့လုံးဝကိုကြည်မောပစ္စည်းနေတဲ့တက်မတော်တခုကိုကပောက်အစွင်စုံတိုက်ခိုက်ရေးတက်ဖွဲ့တွေထဲကတခုအဖြစ်ဘလို့များပြန်လဲမွေးဖွားစေခဲ့တာလဲဒီအဖြစ်ကိုပဲအတူတူရှာကြည့်ကြအောင်ဟုတ်ပြီအောင်ပွဲကြောင့်နေမပြောခင်ပါလေသူတို့ရင်ဆိုင်ခဲ့ရတဲ့အမောင်မိုက်ဆုံးအခြေအနေကိုရင်ဆုံးနားလဲဦးလိုပါတယ် ဆိုတော့ဘူချူမူကြီးဆလင်တက်ကိုစားပြီးတာဝန်ယူလိုက်တဲ့အချိန်မှာအချိန်နေဘလောက်တောင်ဆိုးရောနေခဲ့တယ်လဲဆိုတော့အနည်းကကြည့်လိုက်ကြရအောင်အထောင်ကိုရဲ့၄၀ခုနှစ်မှာဆလင်လက်ခံလိုက်ရတဲ့တက်မတော်ဆိုတာကနာမည်ပဲရှိတော့တာပါတက်ဖွဲ့တွေကစစ်မြေပြင်မှာဂျင်းမွတ်ဖြစ်ရှင်းနေပြီးညမဖြီကန်းနေအိန္ဒိယကိုအရှိတကွဲဆုတ်ခွာနေရတဲ့အချိန်ဆိုတော့စစ်တေတဲ့စိတ်တက်ဆိုတာလဲလုံးဝကိုအောက်ဆုံးရောက်နေပြီပေါ့အစိုးဆုံးကဌာနချုပ်ကလည်းသူတို့ကိုမေ့ထားတယ်လို့ပဲထောက်ပံ့မှုဆိုတာမရှိတယ်လို့ကိုရှားပါးနေကြတာပါ အဲ့လိုအမောင်မိုင်းဆုံးအချိန်မှာပဲဝချုံမူကြီးဝီလန်စလမ်ရောက်လာခဲ့ပါပဲသူ့ရှေ့မှာရှိနေတဲ့တောင်ဝင်ကတကယ်ကိုမူချစ်နိုင်ဖို့ထင်ရလောက်ကြီးမားပါတယ်အဲ့လာကတော့ပျိုလင်းနေတဲ့တမတော်တစ်ခုလုံးကို အစနဲ့ပြန်တိဆောက်ပြီးအောင်ပွဲခံနိုင်တဲ့စလန်နတ်တစ်ခုအဖြစ်ပြောင်းလဲပြဖို့ပါပဲအဲ့ဒီလိုနဲ့စလမ်တီဆောက်ခဲ့တဲ့လက်နဲ့အစ်စ်ကို၁၄တမတော်လို့လူသိများလာပါတယ်ဟုတ်ပါတယ်ဒါဟာ1942ခုနှစ်ကရှုံးနိမ့်မှုရဲ့အကျွမ်းကြံတီထဲကနေမွေးဖွားလာတဲ့ ြန်မာပြည်ကိုပြန်လည်သိမ်းပိုက်ဖို့ဖွဲ့စည်းခဲ့တဲ့တပ်မတော်သစ်ဆက်ဆက်တစ်ခုပါပဲ။ဇလင်းမြေဥဆောင်မှုအောက်မှာဖြစ်သွားတဲ့အထင်ကူးပြောင်းမှုကတော့တကယ်ကိုအမခန့်ပါပဲ။ကြည်ပါဦးတချင်ကစိတ်တည်းဖြစ်ပြားနေတဲ့တပ်ဟာအခုတော့ယုံကြည်မှုအပြည့်နဲ့တော်နဲ့ထက်တိုက်ရမှကြောက်ရခဲနဲ့တော်ရင်းစီရဲ့ကျွမ်းကျင်သူတွေဖြစ်လာတယ်။လမ်းတွေကိုမီခေါ်ဆရာမလို့တော့ပဲလေချောင်းကနေရိတ်ခါရယူနိုင်ပြဲတယ်။ပြောရရင်အမြဲတမ်းစွတ်ခွာနေရတဲ့တပ်ကနေရန်တိုအပြည့်အထန်ထူးဆစ်စင်ဖို့အသင့်ဖြစ်နေတဲ့တားရဲတကောင်လိုဖြစ်လာခဲ့တာပါ။ ဒီအောင်နေမိုးရဲ့နောက်ွယ်မှာစလမ်ရဲ့တော်လန်နဲ့မဟာဗျူဟာရာတွေရှိနေပါတယ်။သူလုခဲ့တာကဘာလဲဆိုတော့ပထမဆုံးစစ်တေရဲ့စိတ်ဓာတ်ကိုပြန်တီဆောက်ခဲ့တယ်။ပြီးတော့ရန်သူအာတာရဲ့တော်ရင်တိုက်ပွဲကိုကိုယ့်ရဲ့အာတာချက်ဖြစ်အောင်နီးဖြူဟာအသစ်တင်နဲ့လေ့ကျင့်ပေးခဲ့တယ်။လေချောင်းထောက်ပိုင်ရေကိုကျွမ်းကျင်စွာအသုံးထားပြီးရန်သူကဘယ်နေရာမှာပဲဝိုင်းထားပါစေကိုယ့်တက်ကအမြဲတမ်းထောက်ပံ့မှုရနိုင်အောင်ဖန်တီးခဲ့တယ်။ အရေးကြီးဆုံးကတော့ခုခံယုံပဲဆိုတဲ့စိတ်ဓာတ်ကိုတံပြန်တိုက်ခိုက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့အစားထိုးပြစ်လိုက်တာပါပဲ။ကဲအခုတော့အားလုံးစောင့်ပျော်နေတဲ့အလေအပြောင်းကိုရောက်လာပါပြီ။နင့်နဲ့ချီပြီးလေးချင်းပြင်ဆင်ပြီးနောက်မှာတော့ပြာပုံထဲကနေမွေးဖွားလာတဲ့ဆက်လက်တမတော်ဟာရန်သူကိုယင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။ခုခံကာကွယ်ယုံတယ်မကတော့ဘူးဆက်ရက်ကံကြမာကိုပြောင်းပြန်လန့်ပြစ်မဲ့အချင်းရောက်လာခဲ့ပါပြီအဲ့ဒီအချိန်မှာပဲစမီပင်ရဲ့ဥပဒေသားတွေပြောင်းလဲသွားတော့တာပါပဲ ။တချင်ကနိုင်မရှိဘူးလို့ထင်လိုက်ဂျပန်တပ်တည်းရဲ့ချီတက်မှုဟာရုတ်တရက်ဆိုသလိုရတန်းသွားခဲ့တယ်။ဆလီတက်မတော်ဟာသူတို့ကိုအောင်းအောင်းမြင်မြင်တားဆီးနိုင်ခဲ့ရုံမကဘူး။အပြင်းအထန်ပြန်လဲတွန်းလှန်တက်ခိုက်ပြီးစစ်ပွဲရဲ့အသားစီးကိုလုံးဝထိန်းချုပ်နိုင်သွားခဲ့ပါတယ်။ဟုတ်ပြီအခုဆိုရင်တော့ဒီသမိုင်းဝင်စစ်ပွဲကြီးရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီ။ရန်သူရဲ့ကျူးကျော်မှုကိုအပီးတိုင်ချီးမွမ်းပြီးအောင်ပွဲစီကိုတစ်ခေါက်ဖွင့်ပေးခဲ့တဲ့အဆုံးဖြတ်တိုက်ပွဲတဲ့အကြောင်းကိုလေ့လာကြည့်ကြအောင် ဒီမှာအောင်ပွဲစီချီတက်ထဲတဲ့မြန်မာလမ်းကြောင်းကိုမြင်နိုင်ပါတယ်။ Infinite ကိုဟိမာမှာဂျပန်ဒီရဲ့ကျူးကျော်မှုကိုသွေးချောင်းစီခုခံကာကွယ်ခဲ့ရကနေစပြီးတော့ Aerodrome ကိုရဲရဲဝံဝံဖြတ်ကျော်မန္တလေးကိုသိမ်းပိုက်တဲ့နောက်ဆုံးမျိုးတော့ရန်ကုန်ကိုလွတ်မြောက်စေခဲ့တဲ့သူတို့ရဲ့ချီတက်မှုဟာဘယ်အရာကမှကိုတားဆီးလို့မရတော့ပါဘူး။ Infinite ကိုဟိမာတိုက်ပွဲလီဆိုတာကရိုးရိုးတိုက်ပွဲလီမဟုတ်ပါဘူး။ ဒါဟာအိန္ဒိယကိုကောက်ကွယ်ဖို့အတွက်နောက်ဆုံးခံတက်ဖြစ်ခဲ့ပြီးဒီစစ်ပွဲတစ်ခုလုံးရဲ့ကန့်ကျမကိုအဆုံးအဖြတ်ဖြစ်ခဲ့တဲ့တမိုင်းဝင်ခူးခံကောက်ကွယ်မှုကြီးတစ်ခုပါဒီတိုက်ပွဲဒီမှာသာရှုံးခဲ့ရင် အရာအားလုံးဆုံးရှုံးသွားမှာပါခူးခံကောက်ကွယ်ရေးအောင်မြင်သွားတော့ထိုးစစ်ရဲ့အလဲရောက်လာပါတယ်အေရာဝတီမြို့ကိုဖျက်ချောတာဟာရန်သူကိုအငိုက်ဖမ်းတိုက်ခိုက်တဲ့မဟာဗျူဟာမြောက်စစ်စင်ရေးတစ်ခုဖြစ်ခဲ့တယ် ပြီးတော့မြန်မာပြည်ရဲ့နှလုံးသီးဖူးဖြစ်တဲ့မန္တလေးမြို့ကိုတင်းပိုက်နိုင်လိုက်တာကတော့အောင်ပွဲစီကိုထလန်းချင်းချင်းကဲသွားစီခဲ့တဲ့အဓိကအခြေလမ်းတွေပါပဲ။ကဲဒီဆက်လန်ကနေကုန်းပိုင်းကို ရောက်လာပါပြီ။ပြိုလဲပျက်စီးမှုကနေအောင်ပွဲရဲ့အထွတ်အထိပ်ရှိကိုရောက်ခဲ့တဲ့ဒီခရီးရှေကြီးရဲ့အထိပ်ပဲ။ဗိုလ်ချုပ်မှုကြီးဆလင်းမြေခေါင်းဆောင်မှုကနေရောက်နိုင်တဲ့သင်ကန်းစာတွေနဲ့ဒီသမိုင်းဝင်ဆက်လန်ကနောက်လူတွေတက်ဘလို့အမွေအနစ်တွေခြံထားဖြစ်တယ်လဲဆိုတာကိုသုံးသက်ကြည့်ကြရအောင်။ ဒီစကားတခွန်းတည်းနဲ့အရာအားဆုံးပြည့်စုံသွားပါပြီအရှုံးနေအောင်ပွဲစီတိုဆိုတဲ့အတိုင်းပါပဲတချိန်ကအဆက်တကွဲဆုတ်ခွာထေးရတဲ့တမတော်ကိုတိုင်ကအိန္ဒိယကိုကာကွယ်ပြီးမြမဘီကိုပြန်လည်လွတ်မြောက်စေခဲ့တယ်ဒါဟာတမိုင်းမှာအကြီးမားဆုံးကံကြမ္မာပြောင်းပြန်လက်မှုတွေထင်းကတခုလို့ပြောရင်မားမယ်မထင်ပါဘူးဒီဇလန်ရဲ့စွမ်းပကားကိုလေဒီကင်္ဂလန်တစ်ခုတည်းနဲ့တင်သက်သက်ပြနေပါတယ်အိုယေရဲ့နှစ်တောင် ဟုတ်ပါတယ်။ဒါဟာ1956ခုနှစ်မှာစာအုပ်ထွက်ပြီးရပ်ပိုင်းလေးအတွင်းရောက်ချခဲ့ရတဲ့အရေးသွက်ပါ။လူတွေဟာဒီမြို့နိုင်ဆရာဆက်လန်းကိုဘလောက်တောင်ကြားချင်နေကြသလဲဆိုတာကိုပြနေတယ်။ချက်ချင်းပေါက်သွားတဲ့အောင်မြင်မှုကြီးတစ်ခုပါပဲ။နောက်ဆုံးအနေနဲ့ဒီဆက်လန်းကနေစဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းပါ။ခေါင်းဆောင်မို့နဲ့ကျဉ်ကျဉ်ခံနိုင်စွမ်းကွက်နေရတဲ့သင်ခန်းစာတွေကတော့ဘယ်တော့မှခင်မကုန်ပါဘူး။ဒီတော့ပြန်စဉ်းစားကြည့်ပါ။ လုံးဝရှုံးနေနေတဲ့အခြေအနေတစ်ခုကိုအောင်ပွဲအဖြစ်ပြောင်းလဲပြစ်နိုင်ဖို့ခေါင်းဆောင်တစ်ယောက်မှာတကယ်လိုအပ်ချက်အတိတ်အရေးချင်းတွေပါပါရီများဖြစ်မလို့